ကဲအားလုံးပဲမင်္ဂလာပါအန်ယူဂျီအစိုးရကရိုဟင်ဂျာဆိုတာကိုလက်ခံလိုက်ပြီလားဆိုတာလေးကိုအဲကျွန်တော်အထောက်အထားလေးနဲ့ပြောပြမှာဖြစ်ပါတယ်အောင်မျိုးမင်းရဲ့ဗဇက်ကကိုဗာပြောထားလေကျတို့နားထောင်ကြည့်ပါမယ် about what uh, is their plan about the rohingya well we make a policy on the rohingya and then then you know we clearly made that we formally recognised the use term the Rohingya. That is the first thing. Second one, we promised to repeal and reveal repeal the nineteen eighty two law. That is a discriminatory. Thank you. And we always make a clarification that you know we were never used to, the citizen verification systems. That is a discriminatory, clearly mentioned about it and also we will implement the recommendation of the Kofi Annan Commission okay. and then some of the recommendations made by the special reporter and the UN. And also we will definitely work on the safe, volunteer and dignified return of the Rohingya people into the country. And then our citizenship will be defined not on the race, but citizenship will be defined and decided by the birth of the people. Okay? Clear, sir. Okay. Thank, you, sir. Thank, you, sir. Thank you, sir. Thank you, sir. Thank you, sir. Okay. okay. ကဲအဲ့တော့ရှေ့မှာအောင်မျိုးမင်းဘာတွေပြောသွားလဲအားလုံးမြင်နေတွေ့နေကြတဲ့အတိုင်းပဲเนาะသူပြောသွားတဲ့ဇာတ်ကားတွေကကျွန်တော်တို့ကတဲ့ရိုဟင်ဂျာနဲ့ပတ်သက်ပြီးမူဝါဒတွေချမှတ်ထားပါတယ်တဲ့ လူရင်းကြဆိုတဲ့အမိကိုတရားဝင်အတိမဲ့ပြုမှာပဲဖြစ်ပါတယ်တဲ့1982ခုနှစ်ဥပဒေကိုဖျက်သိမ်းဖို့လဲဂရိပြုပါတယ်တဲ့ဒါကတဲ့ဒီဥပဒေရပေါ့နော်1982ဥပဒေရခွဲခြားဆက်ဆံတဲ့ဥပဒေတစ်ခုဖြစ်ပါတယ်တဲ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြေညာထားပါတယ်တဲ့ဘာလဲဆိုတော့တဲ့နိုင်ငံရေးစီစီရေးကပြားပေါ့အဲ့ဒီစနစ်ကိုဘယ်တော့မှဆောက်ရမှာမဟုတ်ပါဘူးတဲ့ အဲ့ဒီနိုင်ငံရေးစစ်စီရေးကပြမှတ်ပုံတည်ရှိခြင်းတည်တဲ့ခွဲခြားဆက်ဆံတာတမျိုးပဲဖြစ်ပါတယ်ဆိုပြီးတော့အဲအောင်မျိုးမင်းကိုယ်တိုင်အချောက်ကြီးကိုယ်တိုင်တေချာပြောထားတယ်ဗျနောက်တော့ကသူကဒီကိုဗီယာနန်ကော်မရှင်ရဲ့အကြံပြုထောက်ခံချက်တွေကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေထောက်ခံချက်တွေကိုလည်းပဲအဲသူတို့အပြီးမြောက်ဆောင်ရွက်မယ်လို့သူပြောသွားသေးတယ်အဓိကကတော့ရိုဟင်ဂျာတွေကတဲ့ဂုံတိတ်ကရှိရှိနဲ့လုံခြုံစိတ်ချမှုရှိပြီးတော့ တိုင်းပြည်ကိုပြန်လည်ဝင်လောက်လာရေးကိုအတိအကျဆောင်ရွက်သွားပါမယ်ဆိုပြီးတော့ပြောပါတယ်ဗျဒါကအောင်မျိုးမင်းပါဇက်ကအချောက်ကိုယ်တိုင်ပြောတဲ့စကားဖြစ်ပါတယ်အဲ့တော့နိုင်ငံသားဖြစ်မှုကိုစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်လည်းလူမျိုးပေါ်အခြေခံမှာမဟုတ်ပါဘူးတဲ့မွေးဘွားရဒေသပေါ်မှာပဲအခြေခံမူတည်ပြီးတော့ဗောနော်အတိမတ်ပြုဆုံးဖြတ်သွားမှာဖြစ်ပါတယ်ဆိုပြီးတော့ဒါက UNG ကအောင်မျိုးမင်းကိုယ်တိုင်ရိုဟင်ဂျာတွေကို ပြောနေတဲ့ဗီဒီယိုဖိုင်လေးကိုရှေ့မှာအာလုံးကြားပြီးပြဖြစ်ပါတယ်အဲဒီတော့ရိုဟင်ဂျာတွေကိုရိုဟင်ဂျာဆိုတဲ့သကယ်ရက်ကို UNG ကအတိမတ်ပြုသလိုမြန်မာနိုင်ငံမှာလည်းရိုဟင်ဂျာရှိတယ်ဆိုတာကိုလည်းသူအတိမတ်ပြုလိုက်ပြီအဲ့တော့ဒီရိုဟင်ဂျာတွေကိုသူတို့ရောက်ဖို့အတွက်ရောက်လာဖို့အတွက်ကို1982ဥပဒေကိုလည်းဖျက်မယ်ပြီးမှတ်ပုံတွေစနစ်ပေါ့နိုင်ငံသားစီစီကပြားစနစ်ကိုလည်းဖျက်မယ်1982ဥပဒေနဲ့ဒီမှတ်ပုံတွေရှိနေခြင်းဒီ ခွဲခြားဆက်ဆံတဲ့သဘောဖြစ်တယ်ဆိုပြီးတော့သူကတေချာပြောထားတယ်ဗျ။เนาะပြီးွားလို့ရှိရင်လူမျိုးပေါ်အခြေခြေခံမှာမဟုတ်ဘဲနဲ့ဝိဘောရဒေတာကိုအခြေခံမယ်ပြီးတော့ဆုံးမယ်ခြေခံမယ်ဆိုပြီးပြောသွားတာလေကျွန်တော်တွေ့ရတာပေါ့เนาะအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာခင်ဗျားတို့ PDF ကလေးတွေမြန်မာနိုင်ငံကိုတကယ်ချစ်တဲ့သူတွေကမင်းတို့အယူကြီးအစိုးရကြီးကလုံနေတာဟုတ်ကောဟုတ်ရဲ့လား ဟမ်မြန်မာနိုင်ငံမှာရှိတဲ့မြည်တီခေါင်းဆောင်ပါမရိုဟင်ဂျာဆိုတာကိုလက်ခံထားတာမရှိသလိုရိုဟင်ဂျာလူမျိုးဆိုတာလည်းမရှိဘူးရိုဟင်ဂျာကိုလည်းအတိအမှတ်မပြုထားဘဲနဲ့နော်မင်းတို့ တော်လန်ရေးကိုနိုင်စီဂျင်းနဲ့ရွေချက်တစ်ခုတည်းနဲ့ဩနိုင်ငံရဲ့လူမျိုးအမျိုးသားရေးတွေကိုဖျက်ဆီးနေတာကတော့မင်းတို့တော်လန်ရေးသမားတွေတေချာစဉ်းစားကြဘူးတော့လူနေပြီလူနေပြီ ဲ့တော့ကျွန်တော်ကဒီဗီဒီယိုဖိုင်လေးပြီးတဲ့အခါမှာ နောက်ဗီဒီယိုဖိုင်မှာအဲဒီနိုင်ငံသားစီစီရေးနဲ့ပတ်သက်ပြီးတော့လူမျိုးပေါ်အခြေခံတဲ့စနစ်တွေဒေတာပေါ်မူတည်ပြီးတော့နိုင်ငံသားစီစစ်တွေစီစီရေးကိစ္စရတွေဒါတွေကိုနောက်ဗီဒီယိုဖိုင်မှာဝေမျှပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကျော်လေးပါ